ဟုတ်တယ်ဟုတ်တယ်အာ तू ကကိုယ်ဟမ်တမိတော့တမိတော့啊 तू ကကလေးသာမွေးွားတယ် तू က तू ကဖလန်ဖလန်ပဲကိုကိုရီဘေးနာလူကြီးတယ်အစင်မတမိ3ယောက်ဖြစ်နေတော့ချောရအောင်တော့မှာပဲတပီးတော့ချောရအောင်ချောရအောင်တော့ဖောင်းဖောင်းပေါ့အဲဖောင်းဖောင်းကသူကအရန်ကဲတဲ့အရွယ်ရောက်တယ်ဆိုတော့သူသူကလည်းသူ့ကိုလည်းစိုက်ကိုဖြစ်သွားမှာဆိုလို့လေနောက်တမီးပြမွေးလာတယ်သူ့ကိုမချစ်တော့ဘူးဖြစ်မှာဆိုတော့ကျွန်တော် ဟိုသူနဲ့တော့ပို့ပြီးတော့နေဖြစ်တယ်အဲကျွန်တော်ကဒီဆရာဝန်ကြီးကလည်းပြောတယ်နောက်ပြီးတော့ဒီဒီစာတွေမှာလည်း Facebook မှာလည်းဒီလို YouTube တွေမှာလည်းဖတ်ကြည့်တော့ဆိုတော့အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ကအခုဟိုပါပေါ့သမီးဘေးနားမှာအကြီးမှပြင်တော့အများကြီးရှင်းနေပြည်အကြောင်းပို့တာအစားနောက်သမီးချွေးတာအစားနောက်နောက်ဆုံးအပေါ်လုံးချူချူပေါက်တာအီးကုန်းတာအစားအခုလုတ်ပြည်တယ်အဲဆရာမရှိရဆိုမှကျွန်တော်ကိုယ်တိုင်လုပ်ပေးတယ်။ဟုတ်။ तू ကအဲ့လိုပေါ့။ तू ကအခုဆိုလို့ရှိရင် तू ကအဲ့လိုပေါ့။သူ့အမိနဲ့အတူမရရတဲ့အမျိုးတွေမှာဆိုရင်ကိုကိုအများရန်ကတ်တယ်လေ။ တို့တို့အဲ့တခုဟိုဖြစ်သွားမှာစေရငယ်သွားမှာဆိုတော့ကျွန်တော်ဟိုဟိုလုပ်ပြီး view ဆက်ပေးနေတာပါတာမန်ပါပဲကျွန်တော်ကတခြားမိပါလေလို့ပါပဲဒါပေမဲ့ကျွန်တော်သမီးနှစ်ယောက်လောက်အရန်ကိုငယ်သေးတယ်ငယ်ရငယ်သေးတယ်ဆိုတော့ကျွန်တော်အများကြီးဟိုဟိုလောက်အောင်ပါပါအများကြီးကြိုးစားအောင်ပါသူတို့ကာရတာကတော့ ဟောဇလန်းမှာလည်းကျွန်တော်အများကြီးမပါဘူးအဲကာရီတာတော့ကျွန်တော်အဲဟိုကကချင်ကမိုးဆိုးမိုးဆိုးမိုးဆိုးကြီးပေါ့နော်အမှန်ကကျွန်တော်လည်းဟိုကကျွန်တော်ရဲ့မိရာ EC ကိုလို့အာဒီကောက်ကိုဘာလို့ရိုက်ပြလဲဆိုတော့တာထက်ကလည်းကျွန်တော်ရဲ့ညီလိုဟိုလိုဖြစ်နေတော့သူ့ကမှဘာဖြစ်တနေရပါဝင်ဖြစ်တာပေါ့ဟုတ်ကဲ့ပါအဲဘယ်တော့မပြောပါဘူးကျွန်တော်တရက်တရက်တရက်ပဲပါတာဟုတ်တယ်တရက်ဆာလောက်ပဲရတယ် ဒီဥစ္စာကလည်းကျွန်တော်တို့ကရုပ်ရှင်တွေတိတ်ပြီးတော့ပြန်မရိုက်ခင်အချိန်မှာရိုက်တာရိုက်ရိုက်တဲ့ကဖြစ်နေမယ်အဲဒီသူ့ရှိမှာတော့ကျွန်တော်ဟိုပါပေါ့တကားတော့ရိုက်တာလေသူ့ရှိမှာတော့ကျွန်တော်ကန်ကောင်းဟိုကန်ကောင်းရိုက်တယ်ကန်ကောင်းပြီးတော့အဲရေစက်တို့ဒီလည်းမရိုက်ခင်ပါ တရက်တရက်စာသွားရိုက်ပြတာပေါ့နော်။ဒါပြောဆိုတော့ဒီတာထက်ကလည်းကိုကိုညီလိုဖြစ်နေတယ်ဆိုတော့ဟိုအများကြီးလည်းအရင်တုန်းကလည်းအတူတူနေခဲ့တဲ့အချိန်တွေရှိခဲ့တယ်။အဲ့တော့ဘာပဲသူဒီလုပ်တဲ့အမှုပညာမှာကိုကပါဝင်ပါဝင်ပေးခဲ့တာပေါ့နော်။အာတာထက်ကလည်းဟိုကကိုကိုဆိုလည်းအများကြီးကိုညီတယ်လေ။သူသူရိုက်တဲ့ကားဆိုရင်တော့ကိုကအာဒီတိုင်းပဲပါဝင်ဖြစ်တာပါဟိုတခြားဟိုနေရာတွေဘာတွေအတိတ်ကိုစဉ်းစားခဲ့ပါအဲကျွန်တော်ကတရက်ပဲတရက်ပဲကျွန်တော်ကဟိုတွေ့ခဲ့တာဆိုတော့လေကျွန်တော်ခကြီးသွားခဲ့ရတယ်ခကြီးမှအဲ့မှာအဲတရက်နဲ့အဲတရက်နဲ့ ဲတန်နေခင်းနဲ့တညပေါ့တညပြီးတော့ပြီးတော့ကျွန်တော်ပြန်လာအဲပြန်လာကျွန်တော်အရေဇက်တို့ရိုက်နေတန်းလန်းဆိုတော့ကျွန်တော်အမိပြန်လိုက်ရတာဟုတ်ကဲ့ပါအဓိကသားထက်ပေါ့နော်သားထက်ကြောင့်ပြင်းနေတယ်လို့လို့တာဟုတ်ကဲ့တရက်နဲ့တညပေါ့အာပိဋကတ်တွေအဓိကတော့ပိဋကတ်အားပေးတဲ့ပုံမှာတော့ကျွန်တော်အရန်ကိုဘယ်လိုကောင်းမလဲဟိုခံစားချက်ကတော်တော်လေးရှိတယ်ရှိပါတယ်ဟိုကျွန်တော်တခါလဲပြောလဲပြောပြီးသွားပြီကျွန်တော်စိတ်ထဲမှာအဲ့လောက်ကြီး ဟိုတရားပြီးအားပေးမယ်လဲမထင်ခဲ့ဘူးเนาะအခုဒါပေမဲ့ထပ်ပြီးတော့လည်းဇာတ်လမ်းတွေရိုက်ဖို့တော့အများကြီးမရှိပါဘူးမရှိပါဘူးဆိုတော့ဟိုဒီဒီနှစ်ထဲမှာတော့မှကျွန်တော်ဇိုးထောင်တကားပဲရိုက်ဖြစ်တယ်အဲဇာတ်လမ်းတွေလည်းအဲ့လိုပေါ့ဟိုလာပြီးတော့ဟိုဟာကမ်းလမ်းတဲ့လူတွေရောအဲ့လိုလာပြီးတဲ့လူတွေရှိကျွန်တော်မရိုက်ဖြစ်ဘူးဗျဟိုဟာပဲဆိုတော့ကျွန်တော်ဒီကျွန်တော်အလုပ်လဲရှိရအောင်ခလေးလဲမွေးထားရဆိုတော့လေ အာသူသူတို့ကဲအလုပ်နေရဆိုတော့မရဖြစ်ဘူးနောက်ပြီးတော့ဇလန်းနေမှာလည်းအဲ့လိုပေါ့အများကြီးလည်းရိုက်ဖြစ်ဖို့လည်းမရှိပါဘူးကို့အသက်ရွယ်နဲ့ကို့ရဲ့ဟိုကျွန်တော်လူချင်းတာကအာအမှုပညာအမှုပညာရောဂုံသိက္ခာရောဟိုဂျမ်မဲ့ကားမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်ဟို အဆင်ပြေပါတယ်ခင်ဗျာလူပညာရောဂုံတိခါရောနောက်ပြီးနောက်ငွေကြေးမပါအဲ့အဲ့အဲ့သုံးခုအဆင်ပြေလို့ရှင်တော့ဟာရက်ဖြစ်မှာပါဒါကျောင်းဝင်လာတဲ့အချိန်မှာရောဒါကိုရအတွက်ပညာရှင်တန်းတစ်ခုဆိုတာရောကိုရအတွက်ဘလိုမျိုးလေးဒါဟိုဘလိုသိမှတ်ပြုပေးရလဲကိုခံစားရတယ်။ဟုတ်လားကျွန်တော်အဲ့ဒါတော့အဓိကအဓိကမထားပါဘူး။ဘာလို့ဆိုအခုအဓိကထားလို့ရတဲ့အခြေအနေမျိုးလည်းမဟုတ်ဘူးလေ။နောက်ဘာလို့ဆိုအကုန်လုံးကကြိုးစားနေကြတာဆိုတော့ဟောပေါ်လာတော့អော်ចាំមកប៉ុណ្ណោះ។ သူတို့လည်းအဆင်ပြေသူတို့လည်းလောက်ကြတယ်ကြားပါတယ်ဟောကိုကိုလည်းလေပြန်ပြန်ပြီးတော့ကဲရလောက်ပါတယ်ကျွန်တော်ဟိုကျမကြီးလည်းကောင်းကျင်တယ်လေကျမကြီးလည်းကောင်းကျင်တယ်ကျွန်တော်ကျမကြီးလည်းကျွန်တော်ယူဆိုင်တယ်နောက်ပြီးကလေးကလေးတွေရောဒီအမျိုးသမီးရောကျွန်တော်ကဲရလောက်တဲ့အချိန်ပါပါတယ်ဒီဟောဆိုပေါ့အဲ့လိုပေါ့သူနဲ့လည်းတိုင်ပင်ဖြစ်တယ်ပေါ့နော်သိပ်ပြီးတော့လည်းသူကလည်းမရိုက်စေချင်ဘူးသူကိုယ်တိုင်ထုတ်တဲ့ကားတွေကိုလည်းသူကရိုက်စေချင်တာပေါ့နော်ကျွန်တော်ကလည်းအဲ့လိုကြတော့အဲ့လိုအဲ့လိုကြတော့လည်းဟိုပါပေါ့ကျွန်တော်စဉ်းစားတာကြတော့ကိုယ်နဲ့အဆင်ပြေတဲ့ဇာမျိုးငါကကိုထုတ်တဲ့ဇာမျိုးဆိုတော့ အဆင်ပြေပါဘူးခိုင်းနေတဲ့ကာလာပေါ့ဒီကာလာဟုတ်တယ်ဟုတ်တယ်အာသူကကိုကဟမ်တမိတော့တမိတော့သူကကလေးစာမွေးွားတယ်သူကသူကဖလန်ဖလန်ပဲကိုကိုရီဘေးနာလူကြီးတယ်အဆင်မပြေကလေးထိုင်းတော့ဘလောက်ပင်မနေလဲကိုပြောပြဘုန်းကြီးနည်းနည်းကြာပါဘယ်လောက်လောက်ကြာပါလဲအဲဝိကဝိကကျွန်တော်ဒီ3ပေါင်အဲအ3ပေါင်လောက်တော့ကြာပါတယ်ဘာလို့ဒီကလေးမွေးတဲ့ကာလာမှာပေါ့ပြီးတော့ join လဲစားတယ်လေကျွန်တော် join join တိုင်းလဲလောက်တယ်နောက်ပြီးတော့ကျွန်တော်ဟိုပါပေါ့ ဘာလဲစိုးရမ်းမှာလဲဟိုကဆေးထိုးတာရှိတာသမီး၃ယောက်ဖြစ်နေတော့ချောရသုံးမှာပဲသမီးကိုချောတာချောရသုံးကတော့ဖောင်းဖောင်းပေါ့အဲဖောင်းဖောင်းကသူကအရန်ကဲတဲ့အရွယ်ရောက်နေပြီဆိုတော့သူသူကလည်းသူ့သူ့ကိုစိုက်ကိုဖြစ်သွားမှာဆိုတော့လေနောက်သမီးတယောက်မွေးလာတယ်သူ့ကိုမချစ်တော့ဘူးဖြစ်မှာဆိုတော့ကျွန်တော်သူ့သူနဲ့တော့ပို့ပြီးတော့နေဖြစ်တယ်တာမန်ပါပဲကျွန်တော်ကတခြားမိပါတယ်လို့ပါပဲဒါပေမဲ့ကျွန်တော်သမီးနှစ်ယောက်လောအရန်ကိုငယ်သေးတယ်ငယ်ရငယ်သေးတယ်ဆိုတော့ကျွန်တော်အများကြီးဟိုလောက်အောင်ပါပါ ။နိုင်ကြိုးစားအောင်ပါသူတို့။အခုတလဒီနေ့တလပြည့်တယ်နော်။အဲကျွန်တော်ကဒီဆရာဝန်ကြီးကလည်းပြောတယ်နောက်ပြီးတော့ဒီဒီစာတွေမှာလည်း Facebook မှာလည်းဒီလို YouTube တွေမှာလည်းဖတ်ကြည့်တော့ဆိုအဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ကအခုဟိုပါပေါ့။တမီးဘေးနားမှာအကြီးမှပြီးတော့အများကြီးချိန်နေပြည့်တယ်။အကြောင်းပို့တာအစားနောက်တမီးချွေတာအစားနောက်နောက်ဆုံးအပေါ်လုံးချူချူပေါက်တာအီးကုန်တာအစားကိုလုတ်ပေးတယ်အဲဆရာမရှိရဆိုမှကျွန်တော်ကိုယ်တိုင်လုတ်ပေးတယ်။ तू ကအဲ့လိုပေါ့ तू ကအခုဆိုလို့ရှိရင် तू ကအဲ့လိုပေါ့ သူ့အမိနဲ့သူမရရတဲ့မျိုးတွေမှာဆိုရင်ကိုကိုအများအားကတ်တယ်လေသူ့ကိုသူ့ကိုအဲ့ဒါသူ့ကိုဖြစ်သွားမှာဆေးရငယ်သွားမှာဆိုတော့ကျွန်တော်ဟောလုပ်ပြီးယူဆက်ပြေးနေတာပါ